ကျွန်တော်စိုက်ဖွင့်တာ၂လပြည့်အထိမ်းမှတ်နေတဲ့ကျွန်တော်ရရှိတဲ့ဒီစံစံရတွေရရှိတဲ့အကျိုးမြတ်တွေအကုန်လုံးကိုကျွန်တော်ဒီနေ့လူနေပြတာဖြစ်ပါတယ်လူနေပြတာတော့ကျွန်တော်တီးဆုံးပဲကလာဟင်းဘဲဦးနဲ့အချောင်းငွေဦးစီးကျော်လေးကိုအရောက်တစ်ထောင်စာလူနေပြတာဒါတော့ကျွန်တော်အလူမဟုတ်ဘူးကျွန်တော်စိုက်မှာဝယ်ယူစားသုံးနေတဲ့ customer တွေအိမ်ရှင်မတွေကြောက်ဒါလေးလူပြောသွားတာ customer တွေအိမ်ရှင်မတွေဝယ်တဲ့တော့အကျိုးမြတ်လေးရတယ်ရတဲ့အကျိုးမြတ်ကိုကျွန်တော်ပြန်လဲလူတော့လူတွေစီးစီးတိုးတိုးတက်တက်ကလာဖြစ်နေပါဗျာတကယ်ကိုကျေးဇူးတင်ပါတယ်ဝမ်းသာပီတိလည်းဖြစ်ပါတယ်ဗျာဟုတ်ဟိုဒါပြီးကွန်တီနန့်နေမှာ ေပါဗျာဒီလိုကြည့်ပါဦးဝင်းတနက်စာလည်းတကယ်အမှန်တမ်းအရေးကြီးအောင်ဗျာလူပြောဝင်းတနက်စာဗိုက်ရန်စာတဲ့ခါကျရင်ကျွန်တော်တို့တော်တော်လေးကိုဘယ်လိုပြောမလဲစိတ်ညစ်စရာလေးပေါ်လာမယ်အဲ့လိုတော့ဝင်းလေးဝါတဲ့အချိန်မှာအကျန်ကောင်းညံကောင်းလေးပေါ်လာတော့ဗျာအဲပြီးတော့အာဟာရအာဟာရလည်းရှိတော့ဗောအဲ့လိုမျိုးလေးစိတ်ပူနေဟုတ်

ကျွန်တော်ဆိုင်မှာဝယ်ယူစားသုံးနေတဲ့ customer တွေအိမ်ရှင်မတွေကြောက်ဒါလေးလူပြောသွားတာ customer တွေအိမ်ရှင်မတွေဝယ်တဲ့တော့အကျိုးမဲ့လေးရတယ်ရတဲ့အကျိုးမဲ့ကိုကျွန်တော်ပြန်လဲလူတော့လူတွေစစ်စစ်တိုးတိုးကျကျကကဖြစ်နေပါဗျာတကယ်ကိုစူးတင်ပါတယ်ဝမ်းသာပီတိလည်းဖြစ်ပါတယ်ဗျာဟုတ်စားရအောင်ကြည့်တော့တကယ်ပီတိဖြစ်တယ်ဗျာတကယ်လည်းစိတ်ရှမ်းသာတယ်ကိုပြည့်စင်တဲ့အရာတွေအားလုံးဖြစ်လာတော့ဗျာဟုတ်ဘယ်ဟုတ်ဘယ်ကလိုင်းချောင်းစွာကျွန်တော်လည်းကြိုက်တယ်တော်တော်များလည်းကြိုက်ကြတဲ့အတွက်ကိုကျွန်တော်ဒီဟာလေးရွေးချယ်ပြတာပါတော့နော်ပထမတော့ကျွန်တော်လူစိမ့်ခေါက်ဆွဲအရောက်ထောင်သာချွေးဖို့ အဲ့မဲ့ကျွေးမဲ့ချင်ညနေပိုင်းဆိုတော့ညနေစာလေးတနက်လှော်ရတဲ့အတွက်ကိုအဆင်ပြေသွားတော့ဗျာအဲ့လိုမျိုးစိတ်ကူးလေးနဲ့ကျွန်တော်အစီအစဉ်လာတာအတို့စိတ်ခေါ်ဆဲဆိုရင်တော့မှစားပြီးခဏလေးနေပိုက်ပြန်စားတဲ့အတွက်ကိုခမေးဆိုတော့အဝစားတော့တနက်စာအဆင်ပြေသွားရင်အဲ့လိုစိတ်ကူးလေးနဲ့ဟော မှာကျွန်တော်အသီးဆုံးအများကြီးပေါ့နော်အာကျွန်တော်မှာဆွေပြုံသီးတွေမုန်လောင်ဥတွေခရမ်းသီးတွေရုံးလေသီးတွေအဲ့လိုကောင်းနော်အဲ့လိုအာလူးလည်းပါတယ်ပေါ့နော်ဟုတ်ဟုတ်ပဲကိုင်းတာပဲအနံလေးကကိုင်းတာဒါကြောင့်သမင်းလေးအဲသမင်းအိုးလေးပေါ့နော်ဟုတ်ပါဆန်သုံးရဆန်သုံးရဆက်တာဟုတ်ဒါကြတော့အာငါ၆ကျော်မြေသီးငါ၆ကျော်ပါနော် ဟုတ်အဲ့ဆောင်ကဘယ်လောက်ရှိမလဲဘယ်လောက်ကိုပါသေးလဲဒါကျတော့70ပြီးသားပြီးသားနော်ဘယ်လောက်90ပြီးသားစုံနီကလည်းစုံတော်လိုက်တဲ့အဲ့စုံတဲ့ဘယ်မှာစားရဲဒီမှာရရရှိအာရရှိနော်နော်မင်းမင်းရှိဟုတ် ပေါ်တရနေမှာဘယ်အပ်လေးတွေပါဗျာဘယ်လိုကြီးနေပြပါစေဘယ်လိုပါနော်ဘယ်အပ်လေးဘယ်ပေါ်ရပြီပါဗျာ။ဟိုဒီဝက်ဆန်ကိုကြွပြီးတော့ဖျားမဲထုတ်ပေးပါ။ဒါပေမဲ့လူတွေကတော့ဖျားမဲလူစင်ရတော့ကိုကောမကိုင်းမြတ်လို့ဗန်တလေးကနေလူဝေးတော့ပါဗျာ။ အတိတ်ဘုရားမရကြတော့ကျွန်တော်တို့မန္တလေးကကိုသောမခိုင်မြွယ်မိသားစုကနေပြီးတော့ကျွန်တော်တို့အဲ့လိုသတင်းတို့တို့တစောင်းမို့တစောင်းတိုင်းလို့တချံလို့အဲ့လိုနေလူနေမြတ်တွေမှာအများနဲ့ကျွန်တော်မန္တလေးကနေပို့ဖို့ပေးတယ်အဲ့ဒါကိုကျွန်တော်ဒီမှာလိုအပ်တဲ့နေရာလေးပေါ့နော်ပြင်ပြင်လူပေးတာအဲ့တော့ဒီနေ့ကလည်းကျွန်တော်ရဲ့စိုင်ရှင်းမှာတတိယဘွားတွေလာမယ်ဆိုတော့တတိယဘွားတွေကိုဘုရားမဲလေးတွေကျွန်တော်နိုင်ပေးလိုက်တာပေါ့တဲ့လူကလည်းတကယ်ကိုကန့်ထူးတာပေါ့ဗျာကန့်ထူးပြီးတော့ပြောဆွေးနေတော့ဘုရားမဲလေးတွေပြေဆောင်လာတွေ့ရတာဟုတ် ပြန်ပေးဖို့ဝင်ပြီးတော့ညာတက်စီပါတော့နော်တက်စီတက်စီပါအဲ့ရမိသားစုများလေတို့အားလုံးတို့ရအောင်ပြုတ်ပြောက်ပါ တနက်စာလဲတကယ်အင်မတန်မှအရေးကြီးတော့ဗျာလူတွေကဝင်တနက်စာဘာရန်စာတဲ့ခါကျရင်ကျွန်တော်တို့တော်တော်လေးကိုဘယ်လိုပြောမလဲစိတ်ညစ်စရာလေးပေါ်လာမယ်အဲ့လိုတော့ဝင်ဝါတဲ့အချိန်မှာအကြံကောင်းညံကောင်းလေးပေါ်လာတော့ဗျာအဲပြီးတော့အဟာရအဟာရတွေလည်းရှိတော့ဗောအဲ့လိုမျိုးလေးစိတ်ကူးနေဟောကျွန်တော်ကအလူဆိုရင်ကျွန်တော်သွားနေလာနေလည်းအလူတွေကျွန်တော်ဝင်စားတာကျွန်တော်မရှိဘူးအဲ့တော့ကျွန်တော်သဘောကျတယ်ဟိုစားတဲ့လူရှိမှအလူကလည်းဒါလာမြောက်ပါလေဟုတ်လားမလားဟိုရှက်တာတွေပါရင်ကျွန်တော်ခေါင်းထဲမရှိဘူးကျွန်တော်စွဲတာပဲအဲ့လာတဲ့လူတွေအားလုံးကလည်းဘယ်လိုပြောလဲဆိုတော့ ကျွန်တော်စီကိုအာလာသို့ဆိုနိုင်တာအစလာအားပေးတဲ့ customize သူလာပြီးတော့အခုစသုံးနေတယ်ဘူးရပြီလို့လည်းအများကြီးပဲအဲ့တော့တော့ပြီးပြည့်တယ်ဗျာအနေနဲ့ရအနေလာပြီးတော့စသုံးတဲ့တော့ပြီးပြည့်တယ်ဟောအော်ကျွန်တော်အားပေးတဲ့ပရိသတ်တွေကျွန်တော်ဆိုင်မှာဝယ်ယူအားပေးတဲ့ customer တွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးလည်းကိုစိတ်နေပြချမ်းသာချမ်းသာစီမျိုးဆိုတော့ဆုတောင်းပြပါဗျာ